အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရင်းချက်တဲ့လူတွေစီမှာတွေ့ရတတ်တဲ့အချက်လက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အောက်ပါအချက်လက်တွေကရင်းချက်တဲ့သူတွေစီမှာတွေ့ရတတ်တဲ့အချက်လက်တွေပဲဖြစ်ပါတယ်။နံပါတ်၁စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရင်းချက်တဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိပြီးစိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။စိတ်ဖြစ်မှုတွေစိန်ခေါ်မှုတွေကိုလည်းအေးစေးရင်ဆိုင်နိုင်စွမ်းရှိကြပါတယ်။နံပါတ်၂အတွေ့အကြုံနဲ့အသိပညာကျွေးဝါမှုရင်းချက်သူတွေဟာ ဘဝအတွေ့အကြုံများစွာကိုဖြတ်တန်းခဲ့ရသူတွေဖြစ်ပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေက နေတဆင့်သင်ခန်းစာယူပြီးအသိပညာတွေကိုပြန်လည်မျှဝေတတ်ကြပါတယ်။နံပါတ်3သီးခံနိုင်စွမ်းနဲ့နားလည်မှုရင်းချက်သူတွေဟာအခြားသူတွေရဲ့ခံစားချက်တွေကိုနားလည်ပြီးသီးခံနိုင်စွမ်းရှိကြပါတယ်။သူတို့ဟာကိုချင်းစာစိတ်နဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ကြသူတွေလည်းဖြစ်ကြပါတယ်။နံပါတ်4တာဝန်ယူမှုနဲ့ယုံကြည်မှုရင်းချက်သူတွေဟာ သူတို့ရဲ့လုပ်ရက်တွေအတွက် တာဝန်ယူတတ်ပြီးရိုးသားမှုရှိကြပါတယ်သူတို့ဟာကိုကျင့်တရားနဲ့လူမှုရေးတာဝန်တွေကိုသိရှိပြီးလိုက်နာကျင့်သုံးတတ်ကြပါတယ်နံပါတ်5ဘဝကိုချင့်မြတ်နိုးတက်မှုရင်းချက်သူတွေဟာဘဝရဲ့တန်ဖိုးကိုသိရှိပြီးကျေးဇူးတင်စိတ်နဲ့လူတွေပေါ်ချစ်ခင်မြတ်နိုးစိတ်ရှိကြပါတယ်သူတို့ဟာလက်ရှိအခိုက်အတန့်ကိုတန်ဖိုးထားပြီးနေထိုင်ကြပါတယ်နံပါတ်6ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းရှိမှုရင်းချက်တော်သူတွေဟာဆုံးဖြတ်ချက်တွေကိုအတွေးခေါ်နဲ့ယုတ်တိရှိရှိချမှတ်နိုင်စွမ်းရှိကြပါတယ် သူတို့ဟာအလင်းစလိုဆုံးဖြတ်ချက်တွေမချဘဲစဉ်စားတွေးခေါ်ပြီးမှလှုပ်ဆောင်တတ်ကြပါတယ်။နံပါတ်9လူမှုဆက်ဆံရေးမှာကျွမ်းကျင်မှုရင်းချက်သူတွေဟာလူမှုဆက်ဆံရေးမှာကျွမ်းကျင်ပြီးအခြားသူတွေနဲ့တဟဆာတဖြစ်အောင်နေထိုင်တတ်ကြပါတယ်။သူတို့ဟာဆက်ဆံရေးတွေကိုဂရုစိုက်ပြီးထိမ့်သိမ့်တတ်ကြပါတယ်။နံပါတ်8ကိုကိုကိုတိရှိမှုရင်းချက်သူတွေဟာ ကိုယ့်ရဲ့အာသာချက်အားနည်းချက်တွေကိုသိရှိပြီးကိုကိုကိုလက်ခံနိုင်စွမ်းရှိကြပါတယ်သူတို့ဟာကိုကိုကို မြင့်တင်ဖို့နဲ့ကိုကိုကိုတန်ဖိုးရှိဖို့အတွက်အမြဲတမ်းကြိုးစားနေကြပါတယ်နံပါတ်9ဘဝရဲ့ရည်မှန်းချက်နဲ့ဥတီချက်ရှိမှုရင်းချက်သူတွေဟာဘဝမှာရည်မှန်းချက်နဲ့ဥတီချက်ရှိပြီးသူတို့ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပို့ဖို့အတွက်အမြဲတမ်းစူးစမ်းနေကြသူတွေဖြစ်ပါတယ် နံပါတ်30ပျော်ရွှင်မှုကိုရှာဖွေတတ်မှုရင့်ကျက်သူတွေဟာဘဝရဲ့ရိုးရိုးရှင်းရှင်းအရာတွေကနေပျော်ရွှင်မှုကိုရှာဖွေတတ်ကြပါတယ်။သူတို့ဟာပစ္စည်းဥစ္စာတွေထက်စိတ်ချမ်းသာမှုကိုပိုမိုတန်ဖိုးထားတတ်ကြပါတယ်။အထူးသဖြင့်အခုလိုအည်သွေးတွေဟာရင့်ကျက်တဲ့သူတွေစီမှာတွေ့ရတတ်တဲ့အကြီးအကျယ်အချက်လက်တွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။